ကျွန်တော်တို့ညဉ့်ဉမ်းမှုအကြောင်းစဉ်းစားလိုက်တဲ့အခါအမိုက်ပုံတွေစက်ယုံကထွက်တဲ့မီးခိုးငွေတွေလိုမျိုးတိချပြဒနာတွေအဖြစ်ပဲမြင်မိတတ်ကြတယ်ဟုတ်ဒါပေမဲ့တကယ်တမ်းမှာတော့ဒီပတ်ဝန်းကျင်ဆိုင်ရာချင်းချောက်မှုတွေအားလုံးဟာတစ်ခုနဲ့တစ်ခုထင်ထားတာထက်ပိုပြီးတော့နည်းနည်းရှိုင်းရှိုင်းကိုခြိဆက်နေပါတယ်ဆိုတော့ဒီနေ့မှာအဲ့ဒီအန်ဒယ်ရှိရဲ့ချိတ်ဆက်မှုတွေအကြောင်းကို အတူတူလေ့လာကြကြအောင်ဒီခေါင်းဆောင်မှာကျွန်တော်တို့အဓိကအပိုင်း၅ပိုင်းကိုလေ့လာသွားမှာပါ ထမဆုံးညဉ့်ညံ့မှုကိုဘလို့ရှုမြင်ပုံပြောင်းလာလဲဆိုတာကနေစမယ်။ပြီးတော့မျက်စိနဲ့မမြင်နိုင်တဲ့ plastic တွေနောက်ပြီးနှီးပညာအမိုက်တွေအကြောင်းဆက်ကြည့်ကြမယ်။နောက်ဆုံးမှာတော့အပူချင်းကဓာတ်တွေကိုဘလို့ပူဆိုးစေပြီးတော့အန်တရာအလိုဆုနေတဲ့အနေအားတွေဘလို့ဖိလိုက်ရတယ်လဲဆိုတော့ဟူးချိတ်ဆက်ပြသွားမှာပါ။ကဲအပိုင်းတစ်ကိုစလိုက်ကြရအောင်။ဒီအပိုင်းကတော့ညဉ့်ညံ့မှုအပေါ်ကျွန်တော်ရဲ့အမြင်ဟောင်းတွေကိုစိန်ခေါ်မဲ့အပိုင်းတစ်ခုပေါ့။ဟိုးရင်ကဆိုရင်လေညဉ့်ညံ့မှုပြဿနာကိုဖြေရှင်းတယ်ဆိုတာ တီးချကိစ္စလေးတွေလိုပဲအမိုက်ပုံဆိုအမိုက်ပုံတစ်ခုတည်းမိခိုခေါင်းနိုင်ဆိုမိခိုခေါင်းနိုင်တစ်ခုတည်းကိုပဲဖြည့်ရှင်းခဲ့ကြတာဒါပေမဲ့အခုကျွန်တော်တီးလာတဲ့အမန်တရားကတော့အဲ့လိုမဟုတ်တော့ဘူးညဉ့်ညက်စေတဲ့ဓာတုပစ္စည်းတွေနဲ့ရာသီဥတုဖြောင်းလဲမှုကတစ်ခုနဲ့တစ်ခုအပြန်လန်တက်ရောက်နေတဲ့စနစ်ကြီးတစ်ခုဖြစ်နေတာပါအထူးသဖြင့်မြင့်တယ်လာတဲ့အပူချင်းကညဉ့်ညက်မှုတွေကိုပို့ပြီးတော့အန်ရဲကြီးလာအောင်ကိုလုပ်နေတာပါဟုတ်ပြီအပိုင်းနဲ့အနေနဲ့ကျွန်တော်တို့ပထမဆုံးရင်ဆိုင်နေရတဲ့ညဉ့်ညက်မှုတစ်ခုချောင်းပြောရအောင် ဒါကတော့မစ်စီနဲ့မမြင်နိုင်ပေမဲ့ကျွန်တော်တို့ရှူနေတဲ့လေထဲမှာကိုရှိနေတဲ့ microplastic တွေရဲ့ချင်းချောင်မှုပါပဲ။ဆိုတော့ microplastic ဆိုတာဘာတွေလဲ။ပြောရရင်ဒါတွေကသေးငယ်လုံးလို့မျက်စိနဲ့မမြင်နိုင်တဲ့ plastic အမုံလေးတွေပေါ့။ကျွန်တော်တို့ဝတ်နေတဲ့အဝတ်အစားတွေကနေထွက်တဲ့အမြင်လေးတွေကားတာယာတွေလမ်းနဲ့ပွတ်တာယာကနေထွက်လာတဲ့အမုံတွေနောက်ပြီးပစ်ထားတဲ့ electronic ပစ္စည်းအဟောင်းတွေဆွေးမြေယာကနေထွက်လာတာတွေနေရာတိုင်းကနေလာတာပါ။ဒီပြဿနာဘလောက်တောင်ကြီးမားလဲဆိုတာကိုပုံဖော်ကြည့်အောင်။ လေးလာမှုတွေကဘာပြောလဲဆိုတော့ကျွန်တော်တို့ဟာချိန်တိုင်းရတာတစ်ခုအတွင်းမှာ credit card ကစားပမာဏရှိတဲ့ plastic တွေကိုရှူသွင်းမိနေကြရတယ်။ကြားရတဲ့တင်တော်တော်နာကြတာနော်။ကောင်းပြီ။ DM ဟွန်တွေကကျွန်တော်တို့ခန္ဓာကိုယ်အแทကိုဘလို့များရောက်လာတာလဲ။အထက်ကတော့လေထဲကနေရှူမိတာပြီးတော့ညဉ့်ညဉ့်ညတဲ့ရေတော့ပင်လယ်စာတို့ကနေတဆင်စားတောင်းမိတာတွေပေါ့။ဒါပေမဲ့အဲ့ဒီပိုဆိုးတာတစ်ခုရှိသေးတယ်။အဲ့ဒါကတော့ဒီ plastic ဟွန်လေးတွေဟာ POPS လိုမျိုးတခြားအဆိပ်တင်ဓာတုပစ္စည်းတွေကို တန်လိုက်လို့ဆုပ်ယူပြီးကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အထိတည်လာပေးတဲ့တပ်ပူစုတွေလိုဖြစ်နေတာပါပဲ။ကဲမမြင်နိုင်တဲ့ပလတ်စတစ်တွေပဲနောက်ထပ်ကြီးမားတဲ့ပြဿနာတစ်ခုကိုဆက်ကြည့်အောင်။ဒါကတော့ကျွန်တော်တို့ရဲ့ electronic ပစ္စည်းအောင်တွေ e-waste တွေကနေရလာတဲ့အဆိပ်သင့်မွေးနစ်တွေချောင်းပါပဲ။ဒီကနန်းကိုတစ်ချက်ကြည့်လိုက်။၁010ခုနှစ်ဒနစ်တဲမာတန်ကဘာပေါ်မှာ e-waste matrix တန်မာဇက်3.6တန်ရဲ့ထိထွက်ခဲ့တဲ့ ဒါဟာဒီပြဿနာဘလောက်တောင် ကြီးမားနေပြီလဲဆိုတာကိုပြနေတဲ့သုံးလုတ်ဆရာကင်းငန်းတစ်ခုပါပဲဒီ e-waste တွေရဲ့အခက်အခဲကဘာလဲဆိုတော့ထူးထမ်းမှာရွှေတို့ကျင်းနီးတို့လိုတန်ဖိုးရှိတဲ့တတ်တူတွေပါနေသလိုတစ်ဖက်မှာလည်းခဲပြက်တားနဲ့ PCBs လိုမျိုးအလွန်အစိပ်ပင်းတဲ့ဓာတု PC တွေလည်းရောပါနေတာပါပဲဒါကြောင့်တရားမဝင် ပြန်လဲတန့်စင်တဲ့လုပ်ငန်းတွေကတွင်းကျနေသလိုအန်တရကလည်းရမ်းများနေရတာပါအန်တရရှိတဲ့ဓာတု PC တွေထဲကတစ်ခုဖြစ်တဲ့ PCBs အကြောင်းအလေးပဲပြောချင်ပါတယ်ဒီဓာတုပစ္စည်းတွေကအလွဲတကူပျက်စီးမသွားတဲ့အတွက်အမွေအနစ်ညင်ရမ်းစေတဲ့အရာလို့တော့တင်စားခေါ်ကြတယ်ကဘာလုံးဆိုင်ရာတာမြင့်ထားတာကြာပြီးဖြစ်ပေမဲ့ကျွန်တော်တို့ရဲ့ electronics အမိုက်ထေကနေတဆင့်အခုချိန်မှပြန်ပြီးတော့ပေါ်ထွက်လာနေတာပါဒီ PCB stay နဲ့ထိတွေ့မိရင်ကျွန်မကြီးကိုဘယ်လိုထိခိုက်နိုင်လဲဒါတွေကခန္ဓာကိုယ်ရဲ့ hormones တွေကိုအနှောင့်အယှက်ပေးပြီးမြို့ပွားကျွန်မကြီးကိုထိခိုက်စေနိုင်တယ် အဆိုးဆုံးကတော့ဒါဟာလူတွေမှာကင်ဆာရောဂါဖြစ်စေလို့နိုင်ငံတကာကင်ဆာစွာကြွယ်ဖွဲ့ကအခိုင်အမာတမထားတဲ့အရာတခုထင်နေရပါပဲ။ကဲအခုကျွန်တော်တို့ဒီဇိုင်းရဲ့အရေးကြီးဆုံးအလဲအပြောင်းရောက်လာပါပြီ။ကျွန်တော်တို့မှာ plastic အမုံတွေနဲ့ e-waste ကထပ်တဲ့ဓာတု PC တွေဆိုတဲ့ညဉ့်ဉန်းမှုရင်းမြစ်နှစ်ခုရှိနေပြီ။အခုဒီအထက်ကိုအပူဆိုတဲ့တတိယအချက်ဝင်လာတဲ့အခါအချင်းတွေကဘလို့ပို့ပြီးအန်တီအေများလာတယ်လို့ဆိုတော့ချိကြရအောင်။ဒါကိုနားလေဖို့မြို့ပြအပူဖြစ်ဖြစ်စင်ဆိုတော့ကိုအရင်သိဖို့လိုပါပဲ။ဒါအသိမခက်ပါဘူး။မြို့ပြတွေဟာ ကွန်ကရစ်ဒီကတရာလန်ဒီနဲ့တစ်ပင်နဲ့နေပါလာကြောင့်ပဝန်းကျင်က ကြည်လက်ဒေတာတွေထက်အများကြီးပိုးပူနေတဲ့ဖြစ်စဉ်ကိုခေါ်လာပါဒီပိုလျနေတဲ့အပူကပဲဓာတုဗေဒဆိုင်ရာတဲပြူမှုတွေဖြစ်ဖို့အခြေအနေကိုဖန်တီးပေးနေတာပါဒီစကားကအခြေအနေကိုရှင်းရှင်းလင်းလင်းမြင်သာဆဲပါတယ်ကျွန်တော်တို့ဟာမြို့ပြအဆောက်အအုံတွေတဲမှာပိတ်မိနေတဲ့ဓာတုပစ္စည်းတွေကိုအပူပေးပြီးချက်ပြုတ်နေတယ်လို့ပြောခဲ့တယ် ဂျီအပူကအဲ့ဒီအစိတ်အတောက်တွေကိုလေထဲကိုထုတ်လွှတ်ဖို့တွန်းအားပေးနေတာပါဒီဖြစ်စဉ်ကဘယ်လိုအလုပ်လုပ်တယ်လဲဆိုတော့မျိုးပြတွေပူလာတဲ့အခါအဆောက်အအုံအဟောင်းနေတဲ့ e-waste တွေထဲမှာပိတ်မိနေတဲ့ PCB လို့ဓာတု PC တွေဟာအဆိုင်ခဲအခြေအနေရနဲ့အငွေ့ပြန်ပြီးအစိတ်ငွေ့ဖြစ်ကျွန်တော်တို့ရှူးဆိုင်တဲ့လေထုတဲ့ကိုရောက်လာပါတယ်။ဒါဟာရာဒီယိုတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ဒုတိယအဆင့်ညဉ့်ညက်မှုတစ်မျိုးပါပဲ။ကောက်ပြီ အခုကျွန်တော်တို့ပြောခဲ့တဲ့အချက်တွေအားလုံးကိုပေါင်းစပ်ကြည့်အောင်ပလတ်စတစ်အမုံတွေ e-waste ကဓာတု PC တွေပြီးတော့မြို့ပြအဘူးချိန်ဒီသုံးခုပေါင်းစုံတဲ့အခါဘာတွေဆက်တည်မလဲဒီလိုအန်ဒီယားဆုံး hotspot တွေ football လာဖို့ပဲအဓိကပါဝင်ပစ္စည်းတို့မျိုးလိုပါတယ်တဲ့အဲ့ဒီနေရာမှာဆက်မှုလုပ်ငန်းတွေဒါမှမဟုတ် e-waste လုပ်ငန်းတွေစုနေရမယ်နှစ်စိန်လက်မှုနဲ့လို့မြို့ပြအဘူးကျွန်းဖြစ်စင်ပြထန်နေရမယ်သုံးရင်ကြောရှုပ်ထွေးလို့ကြောင့်အစုညံတန်းဓာတုပစ္စည်းနဲ့တာယာအမှုတွေအများကြီးထွက်နေရမယ် ဒီအချက်ဒီအအောင်ပေါင်းစုံတဲ့အခါအန်ဒီယန်ကတခုချင်းစီထက်အများကြီးပိုကြီးမားထွားပါတယ်။ဒီကိစ္စရဲ့လူသားတွေရဲ့ပေါ်တက်ရောက်မှုကိုကြည့်အောင်။အထူးထူးပြီးတရားမဝင်ချေချဲနေထိုင်ရတဲ့မှာဆိုရင်သူတို့ရဲ့နေနဲ့အန်ဒီယန်ရှိတဲ့လုခွင်ကကနေရာတဲလို့ဖြစ်နေတတ်တယ်။သူတို့ကအမိုက်ကောက်တဲ့လုချောင်ရောအဲ့ဒီညဉ့်ညံတဲ့ပတ်ဝန်းကျင်မှာနေထိုင်ရတာကြောင့်ပါဝင်ထုံးနှုတ်ထက်ကိုရင်ဆိုင်နေရတာပါ။ ဒါပြင်ဒီပြဿနာမှာပုံဝင်ချင်းဆိုင်ရာမမျှတားမှုရှူဒေါင်းတစ်ခုလည်းရှိနေပါတယ်။ဒီလို hotspot နေရာတွေဟာဝင်ဝင်နေတဲ့အကာအကွယ်မဲ့တဲ့အတိုင်းဝိုင်းတွေမှာမမျှတားစွာတည်ရှိနေတာကိုတွေ့ရမှာပါ။သူတို့မှာသူတို့ရဲ့ပုံဝင်ချင်းကိုပြောင်းလဲပေးဖို့တောင်းဆိုနိုင်တဲ့နိုင်ငံရေးအင်အားလည်းနေပါတတ်ကြပါတယ်။ဒါကြောင့်ဒီဆွေးနွေးမှုကိုအဆုံးသတ်တဲ့အနေနဲ့ကျွန်တော်တို့အားလုံးအတွက်စဉ်းစားကြရမယ့်ကောင်းတစ်ခုထားခဲ့ခြင်းပါတယ်။ဒီလိုအန်ဒီအများတဲ့နေရာတွေရဲ့မမြသားရဲ့ဒီရှိမှုဟာလူအခွင့်အရေးကိုချိုးဖောက်နေတာနဲ့အတူတူပါပဲ ။ဒါဆိုရင်အဲ့ဒီနေရာတွေကတကယ်တမ်းပင်မရှိနေတာလေ။ပြီးတော့ဘသူတွေကအဲ့ဒီမှာ နေထိုင်နေကြရတာလဲ။ဒါကျွန်တော်တို့လူဖွဲ့စည်းတစ်ခုလုံးစဉ်းစားရမယ့်အရေးကြီးတဲ့မိကုံးတစ်ခုပါပဲ။